28ရက်3လ2025နေ့လယ်12နာရီမိနစ်50မှာလှုပ်ခတ်သွားတဲ့သခိုင်းငလင်တန်းကြောင့်မြမပြည်လေပိုင်းဒေသများ အထူးသဖြင့်မန်လေးနဲ့သခိုင်းတိုင်းမှာပြည်သူများနဲ့တနိုင်ငံလုံးရှိငလင်ပေးတင်ပြည်သူများအတွက်ကျွန်တော်တို့ Mr. Wave Channel မှာအဖွဲ့သူဖွဲ့သားများကထတ်တူထတ်မြောက်ဝမ်းနည်းကြည်ကွဲရပါတယ်ခင်ဗျာပြည်သူများအတွက်တစုံတရာအကျိုးဖြစ်ထွန်းစေလိုသောစိတ်နဲ့ငလင်တဘာဝပြီး ကယ်ဆယ်ရေးကျန်းမာရေးအသိပညာပေးဆောင်ပါတစ်ပုဒ်ကိုဖတ်ပြပေးရစီခင်ဗျာဒီဆောင်ပါလေးကို ရေးသားထားသူကတော့ဒေါက်တာမုတ်တင်နေပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းကြပါကြပါစေဗျာ ငလင်းတဘာဝပေးခဲ့စေရည်စကိုင်းပြည့်၍ငရင်ကျောင်းမှာဖြစ်ပေါ်လာတဲ့ခွန်တတ်သမခွန်ရစ်ချက်တာစကေးရှိတဲ့အင်အားပြင်းငလင်းကြီးဟာပြည့်ခဲ့တဲ့မတ်လ28ရက်နေ့တောက်ကြနေ့နေ့လယ်12:50မိနစ်ကမန်လေးမြို့နဲ့စကိုင်းမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလင်းငယ်များလေးအကျိန်ပေါင်းများစွာစစ်တိုက်လှုပ်ခတ်လေးရရှိနေပါတယ် အင်အားဖြင့်ငလင်ကြီးကြောင့်မြန်မာနိုင်ငံကိုအရေးပေါ်အခြေအနေကြီးညာထားရပြီးငလင်တဘာဝဘေးဆိုးကြီးမှထိခိုက်ပျက်စီးမှုများကို လက်ရှိအချိန်အထိကူညီကယ်တင်နေကြဆဲဖြစ်ပါတယ်။လက်ရှိအချိန်အထိငလင်တန်ကြောင့်မန္လီတိုင်းတွင်သေဆုံးသူ1990ဦး၊နေပြည်တော်တွင်402ဦး၊ရှမ်းတောင်တွင်89ဦး၊စကိုင်းတွင်314ဦး၊ပဲခူးတိုင်းမှာ35ဦးသေဆုံးခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရှိရပါတယ်။ဒါကြောင့်တဘာဝဘေးအန္တရာယ်ကျရောက်လာပြီးဆိုပါက ထိခိုက်သူတွေကိုအမြန်ဆုံးကယ်တင်နိုင်မယ့် စနစ်တစ်ခုရှိနေရပါမယ်။အဲ့ဒီစနစ်မှာတဘာဝဘေးအန္တရာယ်ထိခိုက်မှုကယ်ဆယ်ရေးစီမံကိန်းများကိုကြိုတင်ချမှတ်ထားခြင်း၊ကယ်ဆယ်ရေးစင်တဲ့စနိုင်ရန်ကြိုတင်ပြင်ဆင်ထားခြင်း၊ဇက်တိုက်ပြင်ဆင်လေ့ကျင့်ထားခြင်း၊တဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေစဉ်တွင် ကူညီခဲ့တဲ့ချင်းတဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပြီးကစားထိခိုက်ပျက်စီးမှုများကြောင်းအ мян ရှောက်ဖွေခဲ့တဲ့ချင်းအသက်ကယ်တင်နိုင်သေးတဲ့အရေးပေါ်ကာလအချိန်မှာပိတ်ဆိတ်တိုက်ရှောက်ဖွေခဲ့တဲ့ချင်းပြန်လည်ထူထောင်ခြင်းဆိုတဲ့အဆင့်တွေများစွာပါဝင်ပါတယ်။အဲ့ဒီအရာတွေကိုပြည်သူဆိုရလက်ထံမှာတော့ကောင်းမွန်တဲ့စနစ်တွေနဲ့အတူ အကောင့်ထေပေါ်ထားနိုင်ခဲ့ပါတယ်။ငရင်ကြောင့်ချက်ချင်းကြုံရမည်အန္တရာယ်များ ငရင်လုံနေစဉ်စောင့်အောင်ပြိုချခြင်းပြိုလဲကျလာတဲ့ပစ္စည်းတွေအောက်ပြိမိနေခြင်းတို့ကြောင့်ထိခိုက်ဒဏ်ရာရသေဆုံးနိုင်ပါတယ်။ခိုင်ခန့်မှုအားနည်းတဲ့စောင့်အောင်တွေရှေအောင်စောင့်အောင်အိုတွေငလင်တန်တွက်ဆမှုမပါဘဲစောက်ထားတဲ့ထက်မြက်စောင့်အောင်တွေပြိုချပြီးလူအများသေးချေပစ္စည်းကြပါတယ်။အယိုးချိုခြင်းဥကောင်းထိခိုက်ခြင်းလေးပင်သောအရာဝတ္ထုများပြိမိခြင်းချုံထက်ပစ္စည်းတွေထိုးဖောက်ဝင်ခြင်း အရေးပြားပွန့်ပဲ့ခြင်းပြတ်ရှခြင်းတွေးထက်လွန်ခြင်းတွေဟာအကြုံရအများဆုံးထိခိုက်ဒဏ်ရာတွေပဲဖြစ်ပါလေငရင်လှုပ်ပီပီခြင်းမြေပြိုခြင်းမီးလောင်ခြင်းရင်အန်တွေဖြစ်ခြင်းရေကြီးရေရှမ်းဖြစ်ခြင်းပါဝင် နောက်ဆက်တွဲအန်တွေတွေကိုလည်းကြုံရနိုင်ပါလေပြင်းထန်ထိခိုက်ဒဏ်ရာမီးလောင်ဒဏ်ရာတိုက်ပြို၍အမုံမွားများရှူမိရာမှအသက်ရှူကျက်ခြင်းရင်မတော်ဆမှု အသားကြေခြင်း ရေတက်ခန်းချောက်ချင်းအချိန်ကြာအဟာရပြတ်တောက်ငတ်မို့ချင်းသတိလစ်ချင်းစတဲ့ကျန်းမာရေးပြဿနာတွေကိုလည်းအများဆုံးကြုံတွေ့ကြရမှာပဲဖြစ်ပါတယ်။ငရင်တန်နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ထိခိုက်တန်ရာတွေကိုအေးပေါ်ကုသခြင်းမရနိုင်တဲ့အခါအနာပိုးဝင်ခြင်းပြည်တဲခြင်းအနာရင်ခြင်းအနာမကျက်ခြင်းတွေ့အတွင်ပိုးပြန့်နှံ့ပြီးတွေးစိတ်တက်ခြင်းတို့ကိုကြုံတွေ့လာရတတ်ပါတယ်။ မိခိုင်ဘိုးဝင်ရန်တိတ်လွယ်ကူတဲ့ခြေနေကြုံရခြင်းကြောင့်မိခိုင်ကာကွယ်စည်းမဖြစ်မနေထိုးထားရပါမည်။ထိခိုက်တံရတွေကိုစင်ကြယ်အောင်စီကြောရပါမည်။ဖုံဆော့တတ်ထုဆော့ဘီလက်မြေဆိုင်ခဲတစ်သားဆော့တန်ဆော့စသည်ဖြင့်ဝင်ရောက်နေသောအညစ်အကြေးများကိုဖယ်ရှားရပါမည်။တင်ချာအိုင်အိုရင်းစေးဤတုံးပြီးတော့အနာစိတ်ထဲ့ခြင်းများ ပြုလို့ရပါမည်။ငရင်ပြည့်ရဖြန့်ဝေမှုစနစ်ပျက်စီးသွားတဲ့သလို လျှက်စစ်မီပြတ်တောက်ချင်တာမက စားနပ်ရိတ်ခါမဖူလုံခြင်းတွေပါကြုံတွေ့နေကြရပါတယ်။နေစရာအိမ်မကြံတော့၍လမ်းမများမှာပင်နေထိုင်အိပ်စက်ကြရပါတယ်။တန့်ရှင်းသောအိမ်နာအုံပြူနိုင်ရေးဟာလေစိန်ခေါ်မှုအခက်ခဲဖြစ်နေရပါတယ်။တန့်ရှင်းသောတောက်သုံးရရရှိရေးကိုလည်းဦးစားပေးလှူဆောင်ရပါမယ်။ဝမ်းပြက်ဝမ်းရှုံနဲ့ကာလာဝမ်းယောဂါတွေဖြစ်တတ်တာကြောင့်ကျမ်းမာရေးအသည့်ဖြင့်ရင်ဆိုင်ကျော်ဖြတ်ရပါမယ်။ လက်ရှိကယ်ဆယ်ရေးချိန်နေငရင်ဗဟိုချက်ဖြစ်တဲ့သခိုင်းမြို့မန်းလေးမြို့ပါဝင်မြို့ရွာတွေပြိုပြက်ပြီးအပြက်စီးတွေချောင်းမှလူများပြိနေစေဖြစ်တာကြောင့်ကိုတူကိုရစနစ်ကိုအားကိုးပြီးကယ်ဆယ်ရေးများလုပ်နေကြပါတယ်ပြိုပြက်သွားတဲ့မြို့တွေမှာစေဝါပစ္စည်းလုံလောက်မှုမရှိပါဘူးလူငယ်လူရွယ်အများစုဟာလဲစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်တိုင်းပြည်မှာမရှိကြတော့ပါဘူး ရှေ့ကနေထွက်ပြီးအတက်တယောကူညီပေးမဲ့လူငယ်များရှောက်ပါနေတာကြောင့်လေကယ်ဆယ်ရေးလုပ်ငန်းများကကြန့်ကြာနေစီပါတယ်။စေယုံစေကံများပိတ်သိမ်းဖန်စီခြင်းအတက်မဖက်အာနာဖီဆန်သူ စီရီယန်ကျမ်းမာရေးဝန်ထမ်းများကို ဖန်စီနှိပ်စက်ခြင်းကြောင့်လေအရေးပေါ်အခြေအနေတွေမှာ ကုသပေးနိုင်မဲ့ပညာရှင်များက ရှောက်ပါလျက်ရှိနေပါတယ်။တဒါပြိုခြင်းလမ်းပြိုခြင်း မြေပြိုခြင်းနဲ့လမ်းမဆက်သွယ်ရေးပျက်စီးခြင်းတို့ကြောင့်လည်းငရင်ပြင်းထန်ဒေသတွေကိုလျင်မြန်စွာတွားရောက်ကူညီပေးနိုင်မှုရာခက်ခဲနေပါလေနိုင်ငံတကာမှဝင်ရောက်လာသောကူညီတွေကိုလည်းစစ်ကောင်စီရုံးဆက်ရာနေပြည်တော်တွင်သာအထူးခေါ်ယူအသုံးပြုနေခြင်းကြောင့်အရက်သားပြည်သူများမှယခုတိုင်ကူညီမဲ့ဖြစ်ကြရပါလေတက်ပြိုခြင်းကြောင့်အသက်ရှင်လျက်ပြိမိပိတ်ဆို့နေသောနေရာများစွာကြန့်ရှိနေပါလေ လူအားနဲ့ကယ်ဆယ်လို့မရနိုင်တာကြောင့်ဝင်ချီဆက်တွေလိုအပ်လျက်ရှိနေပါတယ်။ရေနဲ့စားတော့ပြက်လက်ချင်းကြောင့်တုံးရက်ကျော်လာခဲ့ရင်အသက်ရှင်လျက်ကယ်တင်နိုင်မှုက ရာဂိုင်းလုံးနေပါလာမယ်ဆိုတာကိုလည်းအားလုံးသတိချက်စီခြင်းပါတယ်။အများပြည်သူကိုအကြံပြုချက်များစစ်ပေးကြောင့်စေဝါပစ္စည်းရှာပါနေချိန်မှာတဘာဝဘေးရန်တွေအတွက်စေဝါပစ္စည်းလုံးလောက်မှမဟုတ်ပါဘူး။ငလင်တန်တဲ့ဒေတာတွေကို စေဝါပစ္စည်းတွေလှူဒန်းချဖို့အကြံပြုပါတယ်။ကုညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကငရေပြိုပြများချာကနေပြိမိနေသူတွေကိုအမြန်ဆုံးခေတင်နိုင်မှုအားထုတ်ရမှာမိမိကိုယ်တိုင်အန္တရာယ်ဖြစ်နိုင်တဲ့ခြေနေမျိုးကိုလည်းရှောင်ရှားကြဖို့တိုက်တွန်းပါတယ်။ပူပြင်းတဲ့နှွေရာသီမှာရေနှင့်ဓဆာမြောင်မိဝဲချဖို့လည်းသတိပေးပါရစေ။ရေနှင့်စားတော့တန့်ရှင်းစေရန် နောက်ဆက်တွဲပြဿနာတွေမဖြစ်ကြစေဖို့အတွက် ကျန်းမာရေးကိုအလေးပေးပြီးချက်ပြုတ်နိုင်ကြစေဖို့အစာအာဟာရကင်တွယ်ချက်ပြုတ်နေကြသူတွေကိုလည်းလေးလေးဆဆကြံပြုပါရစေ။ဆေးကုသပေးနေသူတွေအနေနဲ့ trees နှစ်ဖြင့်လူနာအဆင့်လိုက်ခွဲခြားပြီးမြပြလာတဲ့လူနာတွေကိုပုံမစနစ်တကျကဲတင်နိုင်မှုတိုက်တွန်းလိုပါလေ။ဆေးရုံဆေးကန်းတွေလည်းလုံလောက်ချင်းမရှိနိုင်တာကြောင့်လူနာနားနေစရာစုရံများယာယီဆေးရုံများကို လူမှုကွန်ရီရေးအဖွဲ့တွေနဲ့ကွန်ရီဖန်တီးနိုင်ကြောင်းအကြံပြုပါရစေ။မမျော်လင့်တဲ့တဘာဝဘေးရနေရဲ့ဆိုကြောင်း အသက်ဆုံးရှုံးခဲ့ရသူအများသူငါပြည်သူတွေရဲ့ရုပ်လောင်းတွေမိတဲ့ဂျုံနိုင်ရေးညီကြရေးနာရေးကိစ္စများကိုလည်းခြံလက်ထားလို့မရတာကြောင့်တအားသေး၍အချင်းချင်းကွန်ရီချရမှာပဲဖြစ်ပါလေ။တဘာဝဘေးအန္တရာယ်မှာ ရှင်တန်ကြံရစ်ခဲ့သူများ မိသားစုဝင်ဆုံးရှုံးထားသူများ စီးပွားဝင်ပျက်စီးထားကြသူများအလုံးမှာစိတ်တန်ရာကိုစီရှိကြတာကြောင့်ရှေ့ဆက်အသက်ရှင်ကြဖို့အချင်းချင်းဖေးမှကူညီနိုင်ကြပါစီမေတ္တာထားဆက်ဆံနိုင်ကြပါစီအဖြစ်ဆုံးများမှကြော်လွှပြီးအမြန်ဆုံးပြန်လည်ထူထောင်နိုင်ကြစေဖို့ဆုတောင်းလိုက်ပါတယ်စိတ်ပိုင်းဆိုင်ရာကုသမှုများနဲ့အခြားကုသမှုများအတွက်အွန်လိုင်းကမ်းမဲ့စေကူကံတယ်လီကျမ်းမာမှာပြသကူညီတောင်းနိုင်ပြီး Ministry of Humanitarian Affairs တစား Management National Unity Government ထုတ်ပြန်တည်ပြီးချက်တွေကိုလည်းအချိန်နဲ့တပြေးညီဖတ်ရှုကြဖို့တိုက်တွန်းလိုပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေမိုးတက်နေ